အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထိုင်းနိုင်ငံစူဝန်နဖုန် Airport ကနေပြီးတော့စင်ကာပူနိုင်ငံချန်ဂီ Airport ကိုသွားတဲ့အခါမှာတွေ့ကြုံရတဲ့လီမိုကတွေ့ကြုံနေ Immigration Counter မှာတွေ့ကြုံရတဲ့တွေ့ကြုံနေ Check-in Counter မှာတွေ့ကြုံရတဲ့တွေ့ကြုံနေပြီးတော့နောက်တစ်ခါကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာနေထိုင်ခွင့်ပေါ့နော် အာ World Permit တွေ Visa တွေတက်တန်းတိုးနေစေကာလမှာပဲစင်ကာပူနိုင်ငံကိုသွားတဲ့အခါမှာတွေ့ကြုံရတဲ့တွေ့ကြုံတွေအားလုံးကိုဒီနေ့ဒီဗီဒီယိုမှာစုံစုံလင်းလင်းလေးသိစရာတွေနဲ့တူတူပြောပြပေးသွားတော့မှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တူတူဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ပထမအောင်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဝယ်ထားတဲ့ etiquette မှာပါတဲ့အာတက်ဆိုင်ရာ terminal ကိုကျွန်တော်တို့အင်ရနေပြီးတော့၃နာရီအလိုလောက်ကိုကြိုပြီးတော့သွားရမှာပဲဖြစ်ပါတယ် ေဆေးကိုရောက်ပြီဆိုတော့ねကျွန်တော်တို့ဝယ်ထားတဲ့ etiquette ရဲ့သက်ဆိုင်ရာလေးချောင်းလိုင်းရှိရာ check-in counter ကိုရှာပြီးတော့သွားရမှာပဲဖြစ်ပါတယ်အာ check in counter ကိုတည်ရဆိုလို့ရှိရင်တန်းပြီးသွားလို့ရတယ်လို့မျိုးတကယ်လို့ check in counter ဘယ်နားမှာမှမသိဘူးဆိုလို့ရှိရင်တော့ departure ဘုတ်ကိုဆစ်ပြီးတော့သက်ဆိုင်ရာ check in counter ကဘယ် room မှာရှိရဆိုတာကိုကျွန်တော်တို့ကကြည့်ပြီးတော့သွားလို့ရပါတယ် check in counter ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့က ATM မယ်သက်ဆိုင်ရာလေးလက်မှတ်တွေပြမယ် passport ပြမယ် ျွန်တော်ရဲ့ luggage တွေ baggage တွေကိုစစ်မယ်အာယူဆောင်ခွင့်မရှိတဲ့ပစ္စည်းတွေကဘာတွေပါရဲဆိုတော့သူတို့ဘက်ကရှင်းပြမယ်အဒီနေရာမှာဆော့ဆော့ရောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ Windows C တွေပါရတောင်းလို့ရတယ်ပေါ့နော်တကယ်လို့ကိုကနောက်ကျမှရောက်သွားတယ်ဆိုလို့ရှိရင်တော့ဒါရမယ်မရှိဘူးဆိုလို့ရှိရင်လည်းသူတို့ပေးတဲ့နေရာကိုရမှာပဲဖြစ်ပါတယ်တကယ်တော့ C တွေကအာကိုအနေနဲ့ပတ်စံထပ်ပြီးတော့ပို့ပေးမယ်ဆိုလို့ရှိရင်တချို့လေချောင်းလိုင်းတွေကလင်းလက်မှတ်စာဝယ်တွေရရွေးလို့ရတယ်တချို့လေချောင်းလိုင်းတွေကတော့ free ရွေးလို့ရတယ် check in ဝင်ပြရတယ် check in counter ကနေပြီးတော့ကျွန်တော်တို့လင်းရင်စီးဖို့အတွက် boarding pass ကိုထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်။တည်ဆောင်ခွင့်မရှိတဲ့ပစ္စည်းလေးတွေကိုတစ်ခါတည်းပဲပေါ်ပြပေးလိုက်ပါတယ်။ဆိုတော့ဒီဟာလေးတွေကြည့်လို့ရပါတယ်။ဆိုတော့ကျွန်တော်တို့ကဒီ boarding pass ကိုကင်ပြီးတော့မှအခုဒီမှာမြေတွနေရတဲ့ counter တစ်ခုကိုအရင်ဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။ဒီ counter ဖြတ်ပြီးတာနဲ့ကျွန်တော်တို့ကအပေါ်ကိုတက်ပြီးတော့ immigration ကိုသွားရမှာပဲဖြစ်ပါတယ်။အခုလိုမျိုး immigration သွားတဲ့အခါမှာလည်းမဖြတ်ခင်မှာတစ်ခါတို့ကထက်စစ်ပါသေးတယ်။ အခုဒီမှာကျွန်တော်တို့မြင်နေရတဲ့ counter လေးကတော့တချို့ထိုင်းနိုင်ငံကိုပြန်ဝင်လာမဲ့သူတွေအတွက် re-entry re-entry stamp ထုတ်တဲ့နေရာလေးပဲဖြစ်ပါတယ်။ဆိုတော့ကိုယ်နေတဲ့ထိုင်းနိုင်ငံကိုပြန်ဝင်အောင်မှာဆိုလို့ရှိရင် re-entry stamp ထုတ်လို့ရပါတယ်။ဒါက visa တိုက်ပေါ်မှာမူတည်ပါတယ်။တချို့ visa တွေက re-entry stamp ထုတ်လို့မရဘူး။တချို့ visa တွေက re-entry stamp ထုတ်လို့ရတယ်။ဒါတွေပြောမယ်ဆိုလို့ရှိရင်တော့နည်းနည်းရှင်းမှမလို့ဒီနေ့တော့ဒီလောက်လေးပဲသိထားပါ။ဆိုတော့ကျွန်တော်တို့က reentry stamp ကိုထုတ်စီရမလို့ဆိုလို့ရှင်တော့တန်းပြီးတော့ immigration counter ကိုသွားပြီးတော့လက်ပွေနှိပ်တာ eye scan ဖတ်တာလုပ်ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တခါရက်ထည့်ပြောမှာကတော့ကိုယ်နေတဲ့ထိုင်းနိုင်ငံမှာနေထိုင်နေစဉ်ကာလတော်တွင် visa ရေ work permit တွေတက်တန်းကကုန်သွားပြီဒါပေမဲ့ကိုကနိုင်ငံပြင်ပကိုထွက်တော့မယ့်ကာလဖြစ်နေရဆိုလို့ရှိရင်တော့ immigration counter မှာ overstay ပြနေမှာပဲဖြစ်ပါတယ်ဆိုတော့ overstay ပြတာနဲ့သူက overstay နေလားလို့မေးလိမ့်မယ်ကိုယ်အနေနဲ့ overstay မဟုတ်ဘူး visa extension လုပ်နေတာအထောက်အထားတွေရှိတယ် 90-day report တွေရှိတယ်ဥပမာနန်အလီ visa holder တွေဆိုလို့ရှိရင်လည်းသူတို့မှာ name list တွေကျွန်တော်တို့လုတ်ထားပြီးသားစသဖြင့်ပြောပြီးတော့ကျွန်တော်တို့ကရှင်းဖို့လိုအပ်ပါတယ်ဆိုတော့သူကတခြား officer တယောက်နဲ့ပေးတွေ့လိမ့်မယ်အဲ့မှာကျွန်တော်တို့ကလိုအပ်တဲ့ data တွေအချက်လက်တွေအကုန်လုံးကိုပြရမှာပဲဖြစ်ပါတယ်။ဘာတွေပြရလဲဆိုတော့ 90-day report ပြရတယ်။ဟိုကဘတ်ရိုက်ထားတဲ့လူတွေဆိုလို့ရှိရင် name list ရှိတဲ့အကြောင်းကိုပြရမယ်။ကိုက overstay မဟုတ်ဘူး extension လုပ်ထားတာမှန်ကန်တယ်ဆိုတဲ့အကြောင်းဒီ service error တွေကိုပြပြပို့လို့ပါတယ်။ဒါဆိုလို့ရှိရင်တော့ तू ကကိုယ့်ရဲ့ passport ပေါ်မှာ overstay တုံးမထူတော့ဘဲနဲ့အာ visa extension လုပ်လက်စလုပ်နေစေကာလတစ်ခုဖြစ်တယ်။ပြီးတော့အခုလိုမျိုး visa extension လုပ်နေတဲ့ကာလမှာပဲအပြင်ထွက်သွားတဲ့အတွက်ပြန်ပြီးတော့နိုင်ငံထက်နိုင်ငံကိုပြန်ဝင်လာမယ်ဆိုလို့ရှိရင်တော့ visa process တွေကအကုန်ပြန်ပြီးတော့အစ်တစ်ကပြန်ဆရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီ visa က cancel လိုက်တဲ့သဘောပဲဖြစ်ပါတယ်။ ဆိုတော့ visa တိုးနေစဉ်ကာလအတွင်းမှာနိုင်ငံပြန်ပထွက်တယ်ဆိုလို့ရှိရင်တော့အဲ့ visa automatically cancel လိုက်ပြီပဲဖြစ်ပါတယ်ဆိုတော့ကိုယ်အနေနဲ့ပြောင်းဝင်လာမယ်ဆိုလို့ရှိရင်14ရက်ပဲနေခွင့်ရတော့မှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့အရေးကြီးတဲ့ချက်ချက်ပဲဖြစ်ပါတယ်ဒီအဆင့်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ boarding pass မှာပါတဲ့ gate number ကိုရှာပြီးတော့သွားလိုက်ရုံပါပဲ gate number တွေကဒီပေါ်ဒီမှာပြထားပါတယ်ဆိုတော့ for airport ကကြီးကြဖြစ်တဲ့အတွက်အာလမ်းတော့တော်တော်ရှောက်ရပါတယ် ဆိုတော့ကိုယ့်ရဲ့ကိတ်ကဘလောက်နဲ့ဘလောက်ကြာမှာဆိုလို့ရှင်ဘယ်သွားဆက်တဖြစ် inspiration တွေအကုန်လုံးဖော်ပြပေးထားပါတယ်ဆိုတော့ကျွန်တော်တို့တူတူရှောက်ပြီးကြည့်လိုက်အောင်နော်ဆိုတော့ကျွန်တော်တို့တူတူ Sonyphone app ပေါ်ထဲမှာဘာတွေချိလဲကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်เนาะပြီးတာနဲ့ကျွန်တော်ဒီ link ပေါ်မှာအာတိထားတဲ့ချက်လက်တွေကိုဆက်ပြီးတော့ပြောပြပေးကြောင်းမှာပဲဖြစ်ပါတယ်ပြီးရင်တော့ Chunky app ပေါ်မှာဘယ်လိုမျိုးတွေကျွန်တော်တို့ဆက်ပြီးတော့လုဆောင်မှုလိုရလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းထပ်ပြီးတော့ပြောပြပေးကြောင်းမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တူတူကြည့်လိုက်ရအောင်เนาะ ဆိုတော့ဒီနေ့ကတော့ကျွန်တော်ကထိုင်းအဝေးနဲ့တောင်းမှာပဲဖြစ်ပါတယ်။ထိုင်းအဝေးပေါ်မှာဘာတွေကျွန်တော်တို့ကိုကြွေးလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ ီနေ့ကကျွန်တော်က3နာရီအလိုလောက်တည်းကစပြီးတော့ထွက်ခဲ့တာတော့မှကျွန်တော် checking counter ရောက်တာကနည်းနည်းနောက်ကျတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Windows စီမရတော့ဘဲဖြစ်ပါတယ်။ Highway ကမြင်တဲ့အတိုင်းပဲအာ facility ကအစုံပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီမှာမြင်တွေ့နေရတဲ့အတိုင်းပဲအရန်လိုက်ပါတယ်။ စင်ကာပူနိုင်ငံကိုသွားရမယ်ဆိုလို့ရှိရင်တော့စင်ကာပူနိုင်ငံကတခြားနိုင်ငံတွေနဲ့မတူတာဖြစ်တဲ့အတွက်စင်ကာပူနိုင်ငံကိုမသွားခင်မှာကျွန်တော်တို့ကဒီ Immigration and Checkpoint Authority လို့ခေါ်တဲ့ ICA ကိုကျွန်တော်တို့တွေက3ရက်လောက်ကနေစပြီးတော့ကျွန်တော်တို့ရဲ့လိုအပ်တဲ့ data တွေကို online ကနေဖောင်ဖြစ်ပြီးတော့အရင်အဆုံးကြိုတင်ပြီးတော့တင်ထားရမှာပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံကထိုင်းနိုင်ငံလိုမျိုးသူကအဝင်တုံးတွေအထွက်တုံးတွေကျွန်တော်တို့ရဲ့ passport စာအုပ်မှာထုတ်မှာမဟုတ်ပါဘူး။ဆိုတော့ကိုယ်အနေနဲ့စင်ကာပူနိုင်ငံကိုမသွားခင်မှာ3ရက်လောက်ကနေစပြီးတော့ ICA ဖောင်ဖြစ်ပြီးတော့ ချုပ်တင်ပြီးတော့တင်ထားရမှာပဲဖြစ်ပါတယ်။ဒါမှသာကျွန်တော်တို့ကစင်ကာပူနိုင်ငံချန်ကီအဲပို့ကိုရောက်တဲ့အခါမှာ immigration pass ဖြတ်တဲ့အခါမှာလောလောကူကူနဲ့ဖြတ်လို့ရမှာပဲဖြစ်ပါတယ်။ဘာမှလည်းမခက်ခဲဘူး။စစ်စေးမင်းမျက်နှာလည်းဘာမှမရှိပါဘူး။ကိုယ်အနေနဲ့ visa တွေတက်တန်းတိုးထားတာတို့ဘာတို့ဘာမှမစစ်ဆေးပါဘူး။ဆိုတော့ကျွန်တော်တို့ထိုင်းဝေးပေါ်မှာတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲမီးကိုရှယ်ပလန်နဲ့ကိုကျွေးပါတယ်ဆိုတော့ကောင်းကောင်းလေးစားရမှာပဲဖြစ်ပါတယ် ICA Fund ဖြည့်ဖို့ဆိုလို့ရှိရင်ပထမကျွန်တော်က Google Search Bar ကိုတွား ICA Fund လို့အခုဒီမှာပြထားတဲ့အတိုင်းရိုက်လိုက်ရိုက်လိုက်လို့ရှိရင်အခုလိုမျိုးပဲကြာလာမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီကောင်လေးကို click လုပ်ရမယ် click လိုက်ကြတယ်ဒါလေးထွက်လာမယ်ပြီးရင်ဒီကောင်ကို click နေမယ်ပြီးရင်ဒီကောင်ထပ်ပြီးတော့ click နေပြီးရင်ဒီကောင်ထပ်ပြီးတော့ click နေ ဒီမှာပြထားတဲ့ဖောင်ကိုကျွန်တော်တို့ကဖြည့်ရမှာပဲဖြစ်ပါတယ်။ Date of arrival ဖြည့် personal information တွေဖြည့် passport number ဖြည့် gender ဖြည့် nationality ဖြည့် birth place တွေဖြည့် resident place of resident တွေဖြည့် lower data တွေကိုလို့ဒီမှာဖြည့်ပြည့်ပြရတဲ့ကျွန်တော်တို့က next ကိုနှိပ်ပြီးတော့ good morning ပြတဲ့အချိန်မှာဆက်ပြီးတော့ send လိုက် send လိုက်သွားမှာပဲဖြစ်ပါတယ်။ဒါတွေအကုန်လုံးပြီးသွားရင်တော့သူကကျွန်တော်တို့ရှေ့ကို email ပို့ပေးမှာပဲဖြစ်ပါတယ်။ဒါပါပဲ။ True True ဘာမှမပါပါဘူး။ ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစင်ကာပူနိုင်ငံချန်ဂီ Airport ကို ရောက်သွားပြီပဲဖြစ်ပါတယ်။ဆိုတော့ချန်ဂီ Airport ရဲ့ view တွေအကုန်လုံးကိုကျွန်တော်တို့တူတူရှင်းပြတော့ကြည့်လိုက်ရအောင်နော်။ကျွန်တော်တို့ကစင်ကာပူနိုင်ငံချန်ဂီ Airport ကိုရောက်တာနဲ့ကျွန်တော်တို့ပထမအဆုံး security pass ကိုဖြတ်ရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့8တီအကုန်လုံးသူတို့စစ်မယ်။အခုလိုမျိုးကျွန်တော်တို့ရဲ့ပစ္စည်းတွေ8တီကိုစစ်ဆေးပြီးသွားတာနဲ့ကျွန်တော်တို့က immigration ကို immigration officer နဲ့တွေ့ပြီးတော့အရင်အားလိုမျိုး ပတ်လို့ရတာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ကဒီ machine တွေမှာကိုယ့်ရဲ့ passport စာအုပ်ကို Google Drive scan ဖတ် Google Drive fingerprint နဲ့ eye scan ဖတ်ပြရတယ်။အာစင်ကာပူနိုင်ငံကိုအလွယ်တကူဝင်ရောက်နိုင်ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးကျွန်တော်တို့ကလောက်ဆောင်ပြီးတော့တာနဲ့ကျွန်တော်တို့က baggage ထုတ်ပြီးတော့တန်းပြီးတော့စင်ကာပူနိုင်ငံ Changi Airport အတွင်းမှာပဲရှိတယ်။ MRT ကိုတန်းစီးပြီးတော့ကိုလိုရအောင်သွားနိုင်မှာပဲဖြစ်ပါတယ်။ ဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တခုသိချင်တာရှိလို့ရှင်လည်း comment မှာမေးထားလို့ရပါတယ်။ကျွန်တော်ချိန်မီပြန်လည်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။